အမေတိုင်းကတော့သားသမီးတွေပြုစုပြောင်းထောင်လို့ရှင်ပင်ပန်းခက်ခဲမှုတွေကတော့အနည်းငယ်များရှိမှာပေါ့မတ်ရီဇာကတော့တပြိုင်တည်းနဲ့အမွာအမွာသမီးလေးနှစ်ယောက်စလုံးဖြစ်တယ်ပြီးတော့ကိုကိုတိုင်းကလည်းနည်းနည်းအရာရာကိုလေးမတ်ရီဇာနည်းနည်း sensitive ဖြစ်တတ်တယ်အာစီစနစ်လေးနည်းနည်းရှိတတ်တော့ပိုပြီးတော့စိတ်ပင်ပန်းတာပေါ့အဲ့တခုပါအခုအလုံးလောက်ပါလုံနေရောလေအလုပ်ကလေးနဲ့တွဲလုံနေရတော့သမီးလေးတွေနဲ့အချိန် ပေးပြီးတော့သူတို့နဲ့အတူတကွအာနေရတဲ့အချိန်လေးတွေဖန်တီးပြဖို့ပြီးတော့အမေနိုးတိုက်နေတဲ့တိုက်နေရကြောင်းလို့တခုရှိပြီဆိုလို့ရှင်နုစုဆောင်ကလည်းပြဿနာတခုပေါ့เนาะအဲ့လိုမျိုးပေါ့ဒါပေမဲ့တိတ်တော့မကြတော့ပါဘူးဖြစ်ဆက်စာ6လလောက်ကျွေးပြီး6လဆိုလို့ရှင်မတ်ဖြစ်ဆက်ဖြစ်ဆက်စာစကျွေးပြီးအခုကရပ်ပိုင်းမဲ့လို့တော့ဆိုတော့လीအာဖြစ်ဆက်စာကျွေးပြီးဆိုလို့ရှင်တော့ time management လေးကပို့ပြီးတော့ အဆင်ပြေသွားမယ်ထင်ပါတယ်အဲ့တော့အလုပ်တစ်ဖက်နဲ့လုပ်ရအောင်နည်းနည်းခက်ခဲပင်ပန်းတယ်အဲ့တော့ကိုယ့်ရဲ့အတွေ့အကြုံအရာပြောရမယ်ဆိုလို့ရှိရင်တော့မမတော်လေးမိခင်တိုင်းဖခင်တိုင်းကိုပေါ့နော်ဟိုအပေးခြင်းနဲ့အပေးခြင်းနဲ့ဆိုတော့ကိုသားသမီးလေးတွေကိုကိုကိုတိုင်းပြုစုပြောင်းထောင်စေနေပေါ့နော်အခုလိုရုံးခန့်နေရတဲ့ခေတ်ကြီးကြတော့အဖေလည်းအလုပ်လုပ်ရတယ်အမေလည်းအလုပ်လုပ်ရတယ်အလုပ်ထွက်လုပ်ကြရတာပဲလေဒါမဲ့အလုပ်ထွက်လုပ်ပြင်မဲ့အာ ဘယ်အချိန်လေးတွေကလေးတွေကိုပေးလို့ရလဲဆိုတော့ကိုပိုင်အချိန်လေးတွေပေါ့အမတို့ကျတို့ကိုပိုင်အိတ်ချင်းကိုပိုင်စားချင်းကိုပိုင်ပျော်ရွှင်ရအချိန်ကိုပိုင်ကိုရဲ့အိမ်တော်မက်နဲ့လွတ်လပ်ရအချိန်လေးတွေအားလုံးတာသမီလေးတွေငယ်တဲ့အချိန်မှာသူတို့အထက်ဟိုပေးစီခြင်းနဲ့ပေါ့နော်အားလုံးလည်းပေးကြမယ်လို့မျှော်လင့်ပါတယ်ဘာဖြစ်လို့ဆိုတော့တာသမီလေးတွေငယ်တဲ့အချိန်မှာမမတို့ကအဖေအမေနဲ့ရေဟုတ်မကွာလေးဖြတ်တန်းကြည့်ပြင်းရတယ်မတူဘူးလေအဲပြီးတော့အဖေအမေက တာသမီးလေးတွေကိုအနားလည်နိုင်ဆုံးပဲအဲ့တော့ကိုသမီးလေးတွေကိုအရေးတကြီးကြီးကိုသားလေးတွေကိုအရေးတကြီးကြီးနိုင်တာအဖေအမေပဲအဲ့ဒါကြောင့်မလို့ကိုရဲ့အတ္တလေးတွေပေါ့မမတို့မဖြစ်သလိုလည်းခါးစားလို့ရှိရင်အလောက်ကပင်ပန်းတဲ့အချိန်တွေတို့အာခါးစားရင်မဆရာမတွေမလာတဲ့အချိန်တွေဆိုရင်ဟိုတိုက်ဆိုင်သွားတာမျိုးဆိုလို့ရှိရင်ဟိုမနေ့ပြန်အလုပ်ထပ်ရှိရဲဆိုလို့ရှိရင်ညဘက်တွေပါရဲဆိုလို့ရှိရင်အရင်အိတ်ချင်တာပေါ့နော်ဒါပေမဲ့လည်းသမီးလေးနှစ်ယောက်စလုံးဟိုအမေတို့လည်းတိုက်ရတယ် နှစ်ယောက်စလုံးကိုတိတ်ရတယ်ဆိုတော့ဒါကြောင့်မလို့အမေရောအဖေရောမနာရအောင်မအိပ်ရအောင်အဲ့လိုမျိုးပေါ့အဲ့တော့အဓိကကတော့ကို့အချိန်နေနေသွားမယ်ဟိုတစ်ခါကျလို့ရှင်ဟိုပင်မန်းတဲ့အခါရရှိတယ်စိတ်ဓာတ်ကျတဲ့အခါရရှိမယ်ကို့ဘက်ကိုမိခင်တွေက guilty ဖြစ်တဲ့အချိန်တွေရှိရမှာဖြစ်ဆိုဆိုလဲဟိုအခုဆိုရင်အင်ဒိုနီးရှားခီးသွားလို့ရှင်ဟိုတလန်းတစ်လျှောက်လုံးကိုလေတမိလေးနဲ့တစ်ခါမှလည်းမခွဲဘူးဘူး노တွေလည်းလောက်ပါမလားအာကို့ ကိုဦးစားပေးမိလိုက်တဲ့အရာမှားသွားတာလားအလုပ်အလုပ်ကိုဦးစားပေးမိလိုက်သလိုများဖြစ်သွားတာအဲ့လိုပေါ့တကွေးမဟုတ်တကွေးမှာမိခင်တွေကဟိုကိုကိုကိုအပြစ်ရှိရဲ့ guilty လို့ခံစားတဲ့အဲခံစားမှုတွေလည်းဝင်ကောင်းဝင်နိုင်နေပေါ့နော်အဲ့ဒါဆိုလို့ရှိရင်လည်းမဖြစ်ပါနဲ့လို့ဟိုအကောင်းဆုံးကြော်ဖြတ်ပါလို့အဲ့ဒါတွေကိုအဲမွန်ထရီဇာရဲ့အတွေ့အကြုံကပြောရမယ်ဆိုရင်မိခင်တွေလောက်စိတ်ကြက်ကြီးရာ strong ဖြစ်တဲ့သူမရှိဘူးပေါ့နော်အဲ့တော့ကိုယ်တိုင်မိခင်ဖြစ်လာတော့လည်းမိခင်တွေအားလုံးအရန်ကိုလေးစားမိတယ်ပေါ့နော် Thank <music> you.